ပြည်သူများအားလုံးပဲမင်္ဂလာခင်ဗျာမနက်ဖြန်ရောက်ရင်မြန်မာနိုင်ငံကိုစားပြု SP Music Club တင်ကမြို့သမီးအာရှချန်ပီယံလိအုပ်စုဆင်ပွဲစဉ်စတင်ရှင်များတော့မှာဖြစ်ပါတယ်အုပ်စုဖွင့်ပွဲစဉ်မှာမြန်မာနိုင်ငံကိုစားပြု SP Music Club တင်ကဆူဝမ်အသင်းကိုရင်ဆိုင်ရှင်များမှာဖြစ်ပါတယ်ခင်ဗျာတောင်ကိုရီးယားကလပ်ဆူဝမ်အသင်းနဲ့မြန်မာနိုင်ငံကိုစားပြု SP မြို့သမီးအသင်းတို့ရဲ့ပွဲစဉ်မှာဘလို့ရလထွက်ပေါ်မလဲ ISP အသင်းအတွက်ကိုသွင်းမြတ်ကစားသမားကဘယ်သူဖြစ်မလဲဆိုတာကို ီပြိုင်ပွဲကို official ထုတ်လွှင့်ပြသဖို့ရှိနေတဲ့ SkyNet ကလည်းခမ်းမန့်အစီအစဉ်လုပ်ထားတွေ့ရပါတယ်။သူကတော့၁၀ရောက်ဆူရှိမြင့်မယ်။အဖြေမှန်တဲ့လူတွေတဲကတယောက်ကို၃000နဲ့၁၀ရောက်ရှိမြင့်ဖို့စီစဉ်ထားတာဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ဘက်ကတော့ဒီနေ့မှာ ISP မြို့သမီးသင်းရဲ့အာရှချန်ပီယံလိအုပ်စုဆင်ပွဲစဉ်အပါအဝင်မြန်မာနိုင်ငံမှာကျင်းပမဲ့အမျိုးသမီးအာရှချန်ပီယံလိအုပ်စုပွဲစဉ်အားလုံးကိုတွင်ဝင်ကြီးအခမဲ့သတ်မှတ်ပေးလိုက်ပါတယ် အစောပိုင်းကတော့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ဟာကွင်းဝင်ကြီးလက်မှတ်တွေကို အထူးတန်းကျန်9000ထောင်ရိုးတန်းကျန်2000ဆိုပြီးတော့သတ်မှတ်ရောင်းချနေကြတာဖြစ်ပါတယ်ခင်ဗျာအခုလိုကွင်းဝင်ကြီးအခမဲ့သတ်မှတ်ပေးလိုက်ပြီးရနောက်မှာမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကလက်မှတ်ဝယ်ယူထားတဲ့သူတွေကိုမနက်ဖြန် normal 6ရက်နေ့ကိုရောက်ရင်လက်မှတ်ခံွေပြန်အမ်းပေးမယ်လို့လည်းပြောသွားခဲ့ပါတယ်ခင်ဗျာပြီးတော့အသွားပြန်ကြိုးဖို့အစီအစဉ်ပေါ့လေအစောပိုင်းကတော့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ကမြန်မာနိုင်ငံမှာကျင်းပမဲ့ အမျိုးသမီးအာရှချန်ပီယံအုပ်စုစဉ်ပွဲစဉ်တွေကိုလောက်ကြည့်ကြမဲ့ပြည်သက်တွေကိုဒီဘတ်ကာအသွားပြစီစဉ်ပေးထားခဲ့တယ်ခင်ဗျအခုတော့အပြန်တကြောင်းကိုပဲစီစဉ်ပေးတော့မလို့သိရှိရတယ်သူဝနာခွင်းကနေဒီအပြန်ခီးစဉ်အတွက်ဘတ်ကာတွေကည9:00နာရီခွဲအချိန်ကိုရောက်ရင်လမ်းကြောင်း9ခုနဲ့ထွက်ခွာပေးမှာဖြစ်တယ်လို့သိရှိရပါတယ်ခင်ဗျမြန်မာနိုင်ငံကိုစားပြု SB မြန်မာကလပ်အသင်းဟာအမျိုးသမီးအာရှချန်ပီယံအုပ်စုစဉ်မှာတောင်ကိုရီးယားကလပ်ဆူဝမ်မြောက်ကိုရီးယားကလပ်နေကိုယန်ဂျပန်ကလပ် ဒိုဂျိုပါရီဘီလီစာအုံးနဲ့ဒုတ်ဆူတဲ့ကြောက်နေပါတယ်။မနက်ဖြန်မှာအုပ်စုဖွင့်ပွဲစဉ်ကိုတောင်ကိုရီးယားကလပ်ဆူဝမ်နဲ့ည9:00အချိန်မှာ ASB အသင်းကစတင်ရှင်းပြမယ်။အုပ်စုဒုတိယပွဲစဉ်ကိုတော့နော်မာလာ7ရက်နေ့ကိုရောက်ရင်ဂျပန်ကလပ်ဒိုဂျိုပါရီဘီလီစာနဲ့ကစားမယ်ခင်ဗျ။အဲ့ဒီကစားမယ်ပွဲစဉ်ကတော့ညနေ3:00မှာရှင်းပြမှာဖြစ်ပါတယ်။အုပ်စုနောက်ဆုံးပွဲစဉ်ကိုတော့နော်မာလာ15ရက်ည9:00အချိန်ကိုရောက်ရင်မြန်မာနိုင်ငံကိုစားပြုကလပ် ASB အသင်းကဆက်လက်ကစားသွားဖို့ရှိနေပါတယ်။ ်နောက်ကိုရီးယားကလပ်နေကိုရန်နဲ့အုပ်စုနောက်ဆုံးပွဲစဉ်ကစားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့လက်ရှိမှာပြိုင်ပွဲသွားရောက်ကြည့်ရှုလို့ရတဲ့ပြည်သက်တွေအတွက်ဘတ်စကအပြန်လမ်းကြောင်းအခမဲ့ကွင်းဝင်ကြီးအခမဲ့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ဘက်ကသတ်မှတ်ပေးရဆိုတဲ့အကြောင်းအတိအပြပြောပြပေးလိုက်ပါတယ်ခင်ဗျာကြည့်ရှုအားပေးပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ